စမယ်အငိမ့်စားဆရာဝန်ကြီးမြောက်စကားလက်ဆောင်ကြနေကြတယ်ရှေးပြဟောင်းပြလေးတွေလည်းပါတာပေါ့ကျောင်းတုံးကအကျောင်းတွေလည်းပါသလိုတရာသမီးတွေရဲ့အကျောင်းတွေလည်းပါတယ်လောက်ခဲ့ရတဲ့လုပ်ငန်းတွေးကြောအကျောင်းတွေလည်းအများကြီးပါတာပေါ့ချီနူးစရာခိုက်တက်လေးပါပဲဆရာဝန်ကြီးမြောက်ကတယောက်ကခွဲစိတ်အထုကိုအငိမ့်စားဖြစ်တယ်လို့နောက်ဆရာဝန်ကြီးတယောက်ကလည်းမေးစေးဆရာဝန်ကြီးအငိမ့်စားတယောက်မြောက်စလုံးက ငယ်တငယ်ချင်းတွေဖြစ်နေကြတော့ပြောမနာဆိုမနာတရီတာပေါ့လုပ်ငန်းခွင်ဝင်ကြတော့လေအတူတူတာဝန်ကြကြတော့တယောက်ကမိစည်းဆရာဝန်တယောက်က ခွဲစိတ်ဆရာဝန်ဆိုတော့တွဲမိကြတာမဆန်းဘူးတခါကဘိုင်းအောင်တဲ့လူနာတယောက်ကိုဓာတ်မှန်ရိုက်ကြည့်လိုက်တဲ့အခါဘိုက်ထဲမှာပိုးဟက်တကောင်ရှိကြောင်အဖေကိုတွေ့သွားတော့ဆရာဝန်ကြီးနှစ်ယောက်တိုင်မိပြီးခွဲစိတ်ကြည့်ရမှာပိုးဟက်မတွေ့ပဲအခြားယောဂါတစ်ခုတွေ့ခဲ့ရလို့ငိုအားထက်ရေအားတန်ခဲကြရပုံတွေ့ နောက်ဆုံးအဖြေကဓာတ်မှန်ရဲ့မှန်ဘလူးထဲမှာပိုးဝဲတကောင်ရှိနေတာကိုဓာတ်မှန်ဆောင်ကမသိပဲသူ့ရဲ့ပေါ်ဆောင်မှုကြောင့်ဖြစ်သွားတာတပည့်တို့ရဲ့နမောနမဲနိုင်တဲ့ခွေးဆင်းမှုအကြောင်းတွေလည်းပြောရင်းမနှက်ခင်တကင်းလုံးအချိန်ကုန်သွားကြတယ်ထမင်းစားချိန်ရောက်လို့ထမင်းအတူစားထမင်းဝိုင်းမှလည်းစကားစမပြတ်ကြသေးပဲခွေးဆိတ်ဆရာဝန်ကြီးကစကားစတယ်ငါဘဝတစ်လျှောက်လုံးမှာအဲ့ဒီခွေးဆင်းမှုအကြောင်းကိုဘလို့မှမေးလို့မရဘူးကွာဘယ်ခွေးဆင်းမှုလဲကွာ အာဟိုဦးကောင်းကိုခွဲဆက်ရတဲ့လူနာတယောက်လေအဲ့ဒီတော့ကမဲမဲမိစေပေးခဲ့တာအဲ့ဒီလူနာရဲ့ဦးကောင်းတဲကအုံနောက်ကိုခဏထုတ်ပြီးခွဲဆက်ရတာမိစေပေးထားတဲ့အချိန်ပိုင်းခြားအတွင်းပြီးအောင်ခွဲရတာဆိုတော့ငါလည်းအချိန်လုပြီးခွဲဆက်ရတာကွာတက်မှတ်ထားတဲ့အချိန်ပြည့်လူပြည့်ခင်မှာပဲခွဲဆက်မှုအောင်မြင်ခဲ့တယ်ဦးကောင်းခုံကိုပြန်ပိတ်ချုပ်ဆရာရှိတာချုပ်ပြီးတော့မေးပေးခဲ့တဲ့မိစေနိုင်ရင်လည်းကွက်တိပဲအေးဒါပေမဲ့ ထုတ်ထားတဲ့အုံနောက်ကိုပြန်ထည့်ဖို့မိသွားတယ်ကွာငါလဲဘယ်ပတ်လောက်နေရင်မှသတိရတော့အဲဒီလူနာကဆေးရုံကဆင်းသွားပြီးဘယ်ရောက်လို့ဘယ်ပေါက်မှမသိတော့ဘူးမင်းငေါ့ကအဲ့ဒီကိစ္စမပြောပြခဲ့ပါလားငါလဲအဲ့ဒီအချိန်တုန်းကအရန်ကြောက်နေခဲ့တာကွာအခုဆိုအဲ့ဒီလူနာဘယ်လိုနေလဲဆိုတာမသိဘူးကွာတငယ်ချင်းကအာငါသိပြီတငယ်ချင်းဘာမှမစိုးရိမ်နေတော့အခုဆိုမင်းခွဲစိတ်ပေးလိုက်တဲ့လူနာကနိုင်ငံရဲ့ဥက္ကဋ္ဌတော်ဖြစ်နေပြီတဲ့ အခုဆိုသူ့ကိုသူတမရယာရုပေးပြီးယာယီတမရတော်လှုပ်နေပြီတဲ့ကွာတငယ်ချင်းอ่ะဟင်းတတွင်အမှန်တွေတင်ဆက်ပေးနေတယ်ဒီဟုတ်စီစာ